ိုးဆိုပါရဗျာဒီနေ့ကျွန်တော်တို့ like coin LTC ပေါ့သူ့ကြောင့်ကိုအရင်မင်းအမျိုးမျိုးကိုအခြေခံပြီးတော့အသေးစိတ်လဲလာဆွေးနွေးကြည့်ကြပါမယ်ဟုတ်ကဲ့ရှင် like coin ဆိုတာက Bitcoin ရဲ့ digital ငွေဆိုတဲ့နာမည်ကြီးနဲ့ရင်းပြီးတော့ digital ငွေလို့တင်စားခံရတယ်လေအစောဆုံးအားခွင်တွေတဲကတစ်ခုပေါ့ဟုတ်ပါတယ်2017ကတည်းကဆိုတော့ crypto လောကမှာတော်တော်လေးကိုတက်တန်းရစ်နေပြီရှင်ဒီနေ့ကျွန်တော်တို့ဒီလေလာဆွေးနွေးမှုမှာ like coin ရဲ့တမိုင်းကြောင်းသူ့ရဲ့နီးမြင်ညာ လက်တွေ့မှာဘလို့တုံးနေကြတယ်လဲဆိုတာတွေ ਨੇ အဲဈေးကွက်ဆွမ်းဆောင်ရေးအတိုင်းအဝေးသူ့ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေ ਨੇ ရှေ့ဆက်ဘာချင်နိုင်မလဲဆိုတာအထိပေါ့အရင်မြေတွေကဖော်ပြထားတာယူကိုဆွေးနွေးသွားမှာပါတကယ်ကတော့ဘစ်ကွင်ရဲ့အားနည်းချက်တွေကိုဖြည့်ဆည်းမယ်ဆိုပြီးစခဲ့တဲ့ like ခွင်ကအခုလိုပြိုင်ဆိုင်မှုတွေအရင်များလာတဲ့အချိန်မှာသူ့ရဲ့မူလရည်မှန်းချက်အတိုင်းဆက်ရှိနေသေးလားသူ့အနာဂတ်ဘယ်လိုဖြစ်မလဲဆိုတာကိုကြည့်ကြမှာပေါ့နော်ဟုတ်ပါပြီကဲဒါဆို like coin below starting ခဲ့တယ်လေ သူ့ရဲ့တမိုင်းမတိုင်ဒီကိုအရင်ဆုံးကြည့်လိုက်ကြအောင်ဗျာသူ့ကိုချာလီလီက2017မှာစခဲ့တာနော် Bitcoin ရဲ့ကိုကိုအခြေခံပြီးတော့ဟုတ်ပါတယ်ရည်ရွယ်ချက်ကရှင်းရှင်းလေးရှင်ပုံမြန်တဲ့ငွေလွှဲမှုရဲ့ပိုသက်သာတဲ့ကုန်ကျစရိတ်တွေကိုပိန်းနိုင်ဖို့ Bitcoin ကတန်ဖိုးတူလောင်ဖို့ရွှဲဆိုရင် Litecoin ကနေ့စဉ်သုံးဖို့ငွေဖြစ်လာဖို့ပေါ့အဲ့ဒီ digital ငွေဆိုတဲ့ရည်မှန်ချက်ကိုအကောင့်အထည်ဖော်ဖို့အတွက်အဖွဲ့အစည်းတစ်ခုလည်းရှိတယ်နော် Litecoin Foundation ဆိုတာ ဟုတ်ကဲ့၂၀၁၆ခုမှာတည်ထောင်ခဲ့တာပါအကျိုးအမြတ်မယူရဲအဖွဲ့စည်းတစ်ခုအနေနဲ့လိုက်ခွန်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးနောက်ပြီးကမ္ဘာမှာလူရီပိုသုံးလာအောင်ပံ့ပိုးကူညီဖို့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ကိုအဓိကဥဆောင်နေတာပါရှင့်သူရဲ့တမိုင်းတလျှောက်မှာအရေးပါတဲ့ဤပညာပြောင်းလဲတွေလည်းရှိခဲ့တယ်ဗျာ၂၀၁၆ခုမှာ segregated witness segregate ကိစ္စကတော်တော်လေးပြောစရာဖြစ်ခဲ့တယ်ဟုတ်ပါ segregate ကအဓိကကတော့ blog တစ်ခုမှာငွေလွှဲမှုပုံများများထည့်နေအောင်လက်မှတ် data ကိုခွဲထုတ်လိုက်တာလေဟုတ်တယ်ဒါမှန်သူ့ရဲ့အရေးပါမှုကအဲ့ blog size တိုးတာတခုတည်းတော့မဟုတ်လို့ဘူးထင်တယ်ဟုတ်ပါတယ်ရှင်သူက blog ထဲမှာ data ပို့ဆန့်စရုံတင်မဟုတ်ဖဲနဲ့ဟို transaction malleability လို့ခေါ်တဲ့ငွေလွှဲ ID ကိုပြောင်းလို့ရနေတဲ့ပြဿနာကိုပါဖြေရှင်းပြလိုက်တယ်အော်အဲ့ဒါကိုဖြေရှင်းလိုက်တော့ ဟုတ်ကဲ့အဲ့ပြဿနာကိုဖြေရှင်းနိုင်ခဲ့လို့ light coin အတွက်နောက်ထပ်အရေးကြီးတဲ့ async fit တဲ့ lightning network ကိုအကောင့်အထက်ဖောက်ဖို့လမ်းပွင့်သွားစေခဲ့တာရှင်။ Hmm lightning network ဆိုတာကဟို off chain scaling solution ဘောနော်။ဂွေလွဲတွေတော့ blockchain ပေါ်တိုက်ရိုက်မတင်မဲနဲ့တင်းချ channel တွေမှာမြန်မြန်ဆန်ဆန်လုပ်လို့ရအောင်လုပ်ထားတာ။ဟုတ်ပါတယ်။ဆိုတော့အဲ့ဒါက micro payments လို့ခေါ်တဲ့ ပမာဏနည်းနည်းလေးတွေလွဲဖို့ပိုးစင်ပြီးသွားစီတာပေါ့ member wimbo extension blocks mweb ပေါ့ဒါကတော့ privacy ကိုပိုးပြီးအယုံဆိုင်ထားတာ mweb ဟုတ်သူကဟို coin join ကိုနီလာနေတုံးပြီးတော့ငွေလွှဲတဲ့ပမာဏရဲ့လိမ့်စတွေကို ဖုံးဝဲပေးနိုင်နေရှစ် privacy ပိုးကောင်းသွားတာပေါ့อืม privacy ကောင်းတာတော့ဟုတ်ပါတယ်ဒါမဲ့တစ်ဖက်မှာလည်းဒီလို privacy feature တွေကြောင့် စီမင်းစီကမ်းဘက်ကစိုးရိမ်မှုတွေပိုများလာနိုင်တယ်ဆိုတော့တုံးသက်ချက်တည်းလည်းတွေ့ရတယ်ဗျာဟုတ်ကဲ့အရင်က digital ငွေအဖြစ်ရိုးရှင်းမှုကိုအားသာချက်ယူခဲ့တဲ့ Litecoin အတွက်ဒီ MWEB ကလမ်းကြောင်းနည်းနဲ့ပြောင်းသွားတယ်လို့ဖြစ်မလားဘလို့မြင်မှတော့လဲခညာဒါကတကယ်ပဲစဉ်းစားစရာအချက်ပါရှင် MUW က privacy ကိုပိုလိုချင်တဲ့အသုံးဖြူသူတဆူအတွက်တော့ဆွဲရှောက်မှုရှိနိုင်ပြီးမဲ့တချိန်တည်းမှာပဲဟိုငွေကြေးခေါ်ဝါချင်မှုတိုက်ဖြတ်ရေး AML စီးရင်းနေနဲ့ပတ်သက်ပြီးတော့အာဏာပိုင်တွေဘက်ကပိုပြီးတင်းကျပ်တဲ့စောင့်ကြည့်မှုတွေကိုဖိတ်ခေါ်သလိုဖြစ်သွားနိုင်နေလေဟုတ်ကဲ့ဆိုတော့ဒါက like ခွန်ရဲ့အရင်ကပုံရိပ်အဲရိုးရှင်းတဲ့ငွေပေးချေမှု utility ဆိုတဲ့ပုံရိပ်အတွက်တော့နည်းနည်းစွန့်စားရတဲ့အလောင်းစတစ်ခုလိုတော့ပြောလို့ရမှာဖြစ်နေရှင် ဒါကြောင့်လဲ Lycon Foundation က MUW ကို optional feature တစ်ခုအနေနဲ့ပဲထည့်ထားတာဖြစ်နိုင်ပါလေ။ကောင်းပါပြီ။အခုသူ့ရဲ့အခြေခံနည်းပညာအပိုင်းကိုဆက်ကြည့်ကြအောင်။ तू က Bitcoin လို့ပဲ proof of work POW ကိုတုံးတာနော်။ဟုတ်ကဲ့။ဒါပေမဲ့ hashing algorithm က script ဆိုတာကိုတုံးထားတယ်။အဲ့ဒါကအဓိကကွာခြားချက်ပဲ။ POW ဆိုတာတော့သိတဲ့အတိုင်းပဲ။ကွန်ပျူတာဆွမ်းအားသုံးပြီးတင်ချပေါက်စာတွေဖြည့်ရှင်ငွေလွှဲအတီးပြူ plot အသစ်တွေတူဖော်တာပေါ့ script ကိုတုံးလိုက်တော့ဘာတွေထူးထွားလိုက်ဗျာ script ကိုရွေးခဲ့တဲ့အဓိကရည်ရွယ်ချက်ကလေ bitcoin မှာသုံးတဲ့ sha256 algorithm ထက် memory ပိုသုံးဖို့ design လုပ်ထားလို့ပါပဲဆိုတော့အစပိုင်းမှာ bitcoin mining ကို လွှဲမိုးသွားတဲ့အထူးထုတ် asic စက်တွေအစားပေါ့နော်တာမန် computer တွေရဲ့ cpu gpu တွေနဲ့တောင် mining လုပ်လို့ရအောင်ပိုးလွှဲအောင်လုပ်ပေးခဲ့တာအော်အစပိုင်းမှာ asic တွေကိုတားဖို့ပေါ့ ဟုတ်ကဲ့ရည်ရွယ်ချက်က mining လုပ်ငန်းစဉ်ကိုလူများပိုးပြီးပါဝင်နိုင်စေခြင်းသာကော့ရက်ကိုပိုးပြီး decentralized ဖြစ်စေခြင်းသာပေါ့ဒါပေမဲ့လက်တွေ့မှာတော့ script အတွက်တီးတန့် ASIC တွေလည်းနောက်မှပေါ်လာခဲ့တယ်မဟုတ်လားဗျာမှန်ပါတယ်ရှင်ပေါ်လာခဲ့ပါတယ်ဆိုတော့အဲ့ဒီဘဝချုပ်ကင်မှုကိမဲ့စီခြင်းတဲ့မူလရည်ရွယ်ချက်ကရေရှည်မှာ block ထိအောင်မြင်ခဲ့တယ်လို့ဆိုနိုင်မလဲဟုတ်ကဲ့ အချင်းကြလာတော့ script acid တွေပေါ်လာတာမှန်ပေမဲ့မူလရွေကြအတိုင်းရအောင်ပြီတော့ဘိုးချုပ်ကိုက်မှုကင်းမဲ့အောင်လုပ်နိုင်ခဲ့တယ်လို့ပြောဖို့တော့ခက်ပါတယ်ရှင်။ဒါပေမဲ့ SHA 250 acid တွေလောက်ဈေးကိုကိုအပြည့်ဝကြီးလွမ်းပိုးသွားတာမျိုးတော့မဟုတ်ခဲ့ဘူးပေါ့။အနည်းဆုံးတော့အစောပိုင်းကာလတွေမှာ mining ကိုလူတွေပို့ကြဲကြဲပြန်ပြန်ပါမင်းလာတော့လမ်းဖွင့်ပေးနိုင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်ရှင်။နောက်ပြီးတော့ block to loop chain နှစ်တမ9မိနစ်ပြည့်ဆိုတော့ Bitcoin ရဲ့7 minute တဲ့လီးစားတော့မြန်တယ်။ဟုတ်ကဲ့။အဲ့ဒါကငွေလွဲအတီးပြူချိန်ပို့မြန်စေတယ်။ နောက်ပြီးငွေလွှဲခါကလည်း0.01ဒေါ်လာအောက်မှာပဲရှိတတ်တယ်ဆိုတော့ digital ငွေဆိုတဲ့ယူဆနဲ့တကယ်ကိုကိုက်ငင်းနေတာပေါ့ဗျာအထူးသဖြင့် bitcoin fee တွေရန်တက်နေတဲ့ချိန်မျိုးမှာဆိုတော့ဒါကတော်တော်တီးတာတဲ့အားသက်ချက်ပဲဟုတ်ပါရဲ့ရှင်ဒါက like ရဲ့အဓိက selling point တွေတဲ့ကတခုပါပဲ scalability ပိုင်းကြီးမယ်ဆိုရင်လည်းစုစုပေါင်းတင်ကတန်းစစ်စင်လေးပဲထုတ်လို့မှာ bitcoin တဲ့ leaser များပေမဲ့ limit တော့ရှိနေစေပဲလေတိရှာပါမှုကရေရှင်မှာတန်ဖိုးကိုထိန်းထားနိုင်ဖို့အလားအလာရှိစေလို့ ယင်းနှမြုံနံတဲ့ဆွဲဆောင်မှုတကူလည်းဖြစ်စေတာပေါ့ခုနကပြောတဲ့ MWEB မှာသုံးတဲ့ coin join ဆိုတာလေအဲ့ဒါလေးနည်းနည်းရှင်းပြပေးပါလားဗျ तू က privacy ကိုဘယ်လိုမြင်တင်ပြီးကလဲ coin join ဆိုတာကအချက်မြင့် brand ရရင်လူအများကြီးရဲ့ငွေလွှဲမှုတွေကိုအဲ input တွေ output တွေကိုရောတက်မမွှေလုလိုက်တဲ့ပကောပါပဲရှင်ဘယ် input ကဘယ် output ကိုတွားတယ်လဲဆိုတာခွဲခြားရခက်သွောင်းလုလိုက်တာပေါ့ ကိုယ့်ရဲ့ငွေလွဲကတခြားသူတွေရဲ့ငွေလွဲဒီအများကြီးနဲ့ရောသွားတော့ဘသူကဘသူကိုပို့လိုက်တယ်လဲဆိုတာခြေအားခံဖို့ပို့ခတ်သွားစေပါတယ်။ MWEB ကဒီလိုနီလန်းတွေကိုတုံးပြီးတော့ငွေလွဲရဲ့ပမာဏရောလိပ်စာတွေကိုရော ဖုံးကွယ်ပေးတာပါရှင်။ဩဟုတ်ကဲ့ရှင်းသွားပါပြီ။နောက်ဆုံးနည်းပညာချက်တွေနဲ့ open source code base ဖြစ်တယ်ဆိုတာပေါ့။ဒါကတော့ဘလို့လက်တွေ့ကြောကျေစုတွေရှိစေတယ်လဲ။ open source ဖြစ်တဲ့အတွက်အဓိကအားသာချက်ကပွင့်လင်းမြင့်တာမျိုးပါပဲ။ ကဘာတဝန်းကဘယ် developer မဆိုသူ့လေကိုတီကိုလွတ်လပ်စွာကြီးရှုနိုင်တယ်စစ်ဆေးနိုင်တယ်တိုးတက်အောင်ဝိုင်းဝန်းလုံးဆောင်နိုင်တယ်အဲဒါကြောင့်လုံခြုံရေးအားနည်းချက်တီရှိရင်လဲစောစောစီစီရှာဖွေတွေ့ရှိပြီးပြင်ဆင်နိုင်တာပေါ့အတိုင်းဝိုင်းရဲ့ပူပေါင်းပါဝင်မှုကိုလည်းအားပေးတယ် developer တွေက white paper တွေနှီးပညာစာတိုင်းတွေဖတ်ပြီးတော့ project မှာပါဝင်ကူညီလို့ရအောင်တကားဖွင့်ပေးထားတယ်လို့ဖြစ်နေတာပေါ့ရှင်ဒီလိုနှီးပညာတွေရှိတော့လက်တွေ့မှာဘလို့အသုံးချနေကြတယ် အဓိကကငွေပေးချေမှုနဲ့ remittance ပဲလားခုနပြောတဲ့ wirex.overstock.com လို့လိုကုမ္ပဏီတွေလက်ခံသုံးစွဲလာတာကဘလောက်ထိတည်ရောက်မှုရှိနေပြီလဲဗျဟုတ်ကဲ့ငွေပေးချေမှုနဲ့ remittance ကတော့သူ့ရဲ့အဓိကအသုံးဝင်ပုံတွေပါပဲ YX လို့ company တွေက Litecoin ကိုတုံးပြီးလို့နေဆက်ဖြတ်ကျော်ငွေလွဲခေါ်ဒီကိုတိတိတသားချော့ချပေးနိုင်တယ်။အချိန်ကုန်တက်တာစေတယ်။ဟုတ်တယ်။ overstock.com လို့ platform ကြီးတွေကလက်ခံတယ်ဆိုတာကလည်း Litecoin အတွက် pin မစင်းဝါးရေးလောကထဲကိုခြေထလန်းဝင်လာနိုင်တယ်ဆိုတာပြတာပေါ့ဒါပေမဲ့ပြောရရင်တော့ဒီလိုလက်ခံသုံးဆွဲမှုတွေကကျယ်ပြန့်လာတဲ့ဆိုပေမဲ့လည်းထမားရိုးကျငွေပေးချေမှုစနစ်တွေကိုအစားထိုးနိုင်တဲ့အဆင့်အထိတော့မရောက်သေးဘူးလို့ဆိုရမှာပါပဲ음အဓိကစိန်ခေါ်မှုကတော့ဟို user adoption ပေါ့သုံးဆွဲသူတွေရောလုံငိုင်းတွေပါကျယ်ကျယ်ပြန့်ကျန်လက်ခံသုံးဆွဲလာဖို့ကအဓိကအတားအဆီးဖြစ်နေတုံးပါပဲရှင် ဘာကြောင့်လက်မခံကြသေးတာလဲဗျာဝင်လွဲကတက်တာလေမြန်နေဆိုတဲ့အားထက်ချက်တွေဒီလောက်ရှိနေတာကိုအကြောင်းရင်းတွေကတော့အများကြီးရှိနိုင်ပါလိမ့်ရှင်တချို့က digital ငွေကြေးတွေအပေါ်မှာယုံကြည်မှုနည်းတာမျိုးနောက်ဈေးနှုန်းမတည်ငြိမ်မှုကြောင့်လက်ခံမှုစိုးရိမ်တာอืมဟုတ်တယ် ဈေးအတက်အကျကလည်းကျန်နေကိုဟုတ်ကဲ့ပြီးတော့လက်ရှိ၃နှစ်ကြာစနစ်တီမှုပြောင်းလဲဖို့ဝင်လဲတာမျိုးဤပညာပိုင်းနားလဲတာမျိုးတွေလည်းပါတာပေါ့ဒါကြောင့်မို့လို့ပညာပေးမှုတွေအများကြီးလုပ်ဖို့ရဲနောက်ပြီးအသုံးချရလွယ်ကူတဲ့ interface တွေဖန်တီးပေးဖို့ရဲကအရန်အရေးကြီးနေပါတယ်ရှင်ဟုတ်ကဲ့တခြားအသုံးချနိုင်မှုတွေကဟို DAO တို့ NFT တို့မှာသုံးနိုင်တဲ့ဆိုတာကတော့ဘလောက်အလားအလာရှိနိုင်မလဲ Litecoin က smart contract platform မှာမဟုတ်တာ ဟုတ်ပါတယ်ရှင်။ like ခွန်ရအဓိက call function ကငွေပေးချေမှုပါ။ဒါပေမဲ့သူ့ရဲ့အတိုင်းဝိုင်းက layer 2 solution တွေနေဖြစ်ဖြစ်တခြား protocol တွေနေဖြစ်ဖြစ်ပေါ့နော်။ဒီလိုအတုံးချမှုတွေကိုစမ်းတက်နေတာမျိုးတွေတော့ရှိပါတယ်။ဥပမာ omnilight ဆိုတဲ့ protocol က litecoin blockchain ပေါ်မှာ token တွေ NFT တွေဖန်တီးလို့ရအောင်လွတ်ပေးနိုင်တယ်လို့ဆိုကြတယ်။ Oh. omnilight. ဟုတ်ကဲ့။ဒါပေမဲ့ဒါတွေကအခုချိန်မှာတော့အဓိကတုံးချမှုတွေတော့မဟုတ်သေးပဲ။ စံတဆယ်ရှင်ဒါမှမဟုတ်အရင် niche ဖြစ်တဲ့အထုံချက်မှုတွေလိုပဲပြောရမှာပါရှင်။ Ethereum တို့ Solana တို့လို NFT ရတဲ့အဓိက platform ကြီးရနေရင်ပြန်ဖို့ကတော့음အလံဝေးနေပါသေးတယ်။ Yeah. ဒါဆိုဈေးကွက်ဆွမ်းဆောင်ရေးဘက်ကိုတစ်ချက်ကြည့်ကြည့်ရအောင်။ Litecoin ဈေးကအရေးပူရ Crypto ဈေးကွက်အတိုင်းလိုက်တက်တယ်လို့တော့ဆိုရပေါ့။ Litecoin ကိုပဲတီးတန့်ထိခိုက်ခဲ့တဲ့အဖြစ်အပျက်မျိုးတွေကရှိခဲ့လာဗျာ။ ရှိခဲ့ပါတယ်ရှင်ထင်ရှားတာတစ်ခုကတော့ Charlie Lee ကိုတိုင်2010ခုတက်ခုနှစ်ဟိုဈေးအမြင့်ဆုံးချိန်မှာပေါ့သူ့မှာရှိ LTT အလုံးကိုရောင်းချလိုက်တယ်ဆိုရယ်တင်းလေအဲ့ဒါကအတိုင်းဝိုင်းကြမှာ wave form တွေအများကြီးဖြစ်စေခဲ့လို့ဈေးနှုန်းအပေါ်မှာလည်းအပြတ်သဘောဆောင်တဲ့တရားမွေရှိခဲ့တယ်ရှင်อืมအတူတူကြရရိုက်သွားလဲဟုတ်ကဲ့နောက်ပိုင်းမှာသူကဒါ conflict of interest ကိုရှောင်ဖို့လုပ်ခဲ့တာပါ like coin ဖွင့်ဖြိုးတိုးတက်ရေးမှာလည်းဆက်ပါဝင်နေပါတယ်ဆိုပြီးရှင်းပြခဲ့ရတာပေါ့ တခြားတစ်ဖက်မှာတော့ MUB လို့နိပညာအစမှန့်တင်မှုတွေဒါမှမဟုတ် PayPal လို့ platform ကြီးတွေက Litecoin ကို support လုပ်မယ်ဆိုတဲ့သတင်းကောင်းတွေကြတော့ဈေးနှုန်းကိုအဖြူတပိုးဆောင်တဲ့အထောက်ကူပေးခဲ့တာမျိုးတွေလည်းရှိပါတယ်ရှင်။ဟုတ်ကဲ့။ရခမြတ်ထဲမှာ XLP Litecoin Memore ဆိုတာကိုလည်းဖတ်လိုက်ရတယ်။ဒါက social media ကဈေးကွန်ပေါ်ဘလောက်တောင်လွှမ်းမိုးနိုင်တယ်လဲဆိုတော့ပြနေတာပဲเนาะ။အတိအကျပါပဲရှင်။ ဲ့ဒီမီမူဝန်ကခရစ်တိုအတိုင်းအဝိုင်းနှစ်ကူကြားကအပြိုင်အဆိုင်ဖစ်မှုတွေနဲ့နေဆိုရှယ်မီဒီယာတို့မှာအပြန်လန်တိုက်ခိုက်ကြလောင်ပြောင်ကြတဲ့အဆင့်ထိရောက်ခဲ့တာလေဒီလိုစိတ်ခံစားမှုအခြေပြုတဲ့လှုပ်ရှားမှုတွေကအတူတည်းဟို retail investor လို့ခေါ်တဲ့အသေးစားယဉ်နှင်းမြတ်နံသူတွေကိုအလွယ်တကူဆွဲဆောင်နိုင်တယ်ဟုတ်တယ် fundamentals ကိုတေးချမကြည့်ပဲ hype နောက် like ကုန်တာပေါ့ဟုတ်ကဲ့အဲ့လို hype ပေါ်မှာမူတည်ပြီးဝယ်ကြရောင်းကြတာတွေဖြစ်စေနိုင်တော့ဈေးဝမကြီးငြိမ်မှုကိုပိုဆိုးစေပြီး ရင်းနှီးမြှုပ်နှံမှုတွေအတွက်အန္တရာယ်များစေပါတယ်ရှင်အတိုင်းဝိုင်း community ဘက်ကိုဆက်ကြည့်အောင်ဗျ Litecoin အတိုင်းဝိုင်းက hype တဲ့ utility ကိုဦးစားပေးတယ်လို့ဆိုတယ်ဒီအချက်ကသူ့အတွက်အားသာချက်လားတမမော့အားနေချက်သင့်နေမလားနှမျိုးလုံးထင်နိုင်ပါနဲ့ရှင် utility ကိုဦးစားပေးတဲ့အတွက်လက်တွေ့အသုံးဝင်မှုအပေါ်အခြေခံတွဲခိုင်မာတဲ့အတိုင်းဝိုင်းတစ်ခုကိုတည်ဆောက်နိုင်ခဲ့တယ် ကြွားဝါမှုနဲ့တော့ project ကရေရှည်မှာပိုပြီးတည်တံ့ဖို့အလားလာကောင်းနိုင်တယ်လို့ယူဆနိုင်တာပေါ့ဟုတ်ကဲ့ဒါပေမဲ့တစ်ဖက်မှာလည်း hype နဲတာက media အယုံဆိုင်မှုနဲစေနိုင်တယ်ယင်းနှိမ့်လံမှုအတစ်တွေဝင်လာတဲ့နှုံးကိုနေဝေးရှင်နိုင်တယ်အခုခေတ်လို့ project အတစ်တွေရဲ့တောက်ပါတဲ့ marketing တွေ hype တွေကြားထဲမှာမိမ့်မိမ့်တွားနိုင်တဲ့အန်ဒီလည်းရှိနေတာပေါ့ဖြင့် Litecoin Foundation ကတော့အတိုင်းဝိုင်းပုံဝမှုကိုဘလို့ဒီမြင့်တယ်နေတယ်လေ AMA တွေ summit တွေလုပ်တာအပြင် တခြားဘာတွေရှိသေးလဲဗျာ foundation က social media မှာတော်တော်လေးတက်ကြွပါတယ်ရှင် developer တွေကုန်တဲတွေနဲ့ပုံမှန်ထိတွေ့ဆက်ဆံနေ data align meetup တွေပညာပေးအစီအစဉ်တွေကိုလည်းအားပေးပါတယ်အခုနောက်ဆုံးသိရသလောက်ဆိုရင် decentralized governance လို့ခေါ်တဲ့ဘ ਹੁ ချုပ်ကင်မှုကိမဲ့တဲ့အုပ်ချုပ်မှုပုံစံတွေကိုစတင်စူးစမ်းနေပြီလို့ဆိုပါတယ်အော် governance ဘက်ကိုတွားနေပြီပေါ့ဟုတ်ကဲ့အနာဂတ်မှာအတိုင်းဝဲရဲ့ဖွင့်ဝင်တွေကို project ရဲ့လက်ညှိုးမှုနဲ့ပတ်သက်ပြီးတော့အစိုးဖြူခွင့်တို့မဲပေးခွင့်တို့ပေးဖို့စဉ်းစားနေတယ်လို့သိရပါတယ်။နောက်ပြီးတခြားအောင်မြင်တဲ့ project တွေမှာလိုမျိုး community fund တခုထူထောင်ပြီးတော့အတိုင်းဝဲကရွေးချယ်တဲ့ initiative တွေကိုရမုံဝေးထောက်ပံ့တာမျိုးလုပ်ဖို့လည်းစီစဉ်နေပါတယ်ရှင့်။ဒီလိုလှုပ်ဆောင်ချက်တွေကအတိုင်းဝဲကိုပို့ပြီးတော့အားကောင်းလာခြင်းနိုင်မလားဗျ။ အလားအလာတော့အများကြီးရှိပါတယ်ရှင်အတိုင်းဝိုင်းကို project ရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ပူပြီးခန်းစားလာရစေမယ် ownership ပေါ့နော်ပိုင်ဆိုင်စိတ်ကိုတိုးပွားစေမယ်ဆိုရင်တော့ပူပြီးတက်ချွတဲ့ပူပေါင်းပါဝင်မှုတွေကိုမြင်လာရနိုင်ပါတယ်အရေးကြီးတာကတော့ဒီအစီအစဉ်တွေကိုပွင့်လင်းမြင်သားစွာအကောင့်အထည်ဖော်ဖို့ရဲ့အတိုင်းဝိုင်းရဲ့အကြံပြုချက်တွေအတန်တွေကိုတကယ်နားထောင်ပြီးထည့်သွင်းစဉ်းစားဖို့ပါပဲရှင်ဟုတ်ပါပြီကဲအခုစိန်ခေါ်မှုတွေနဲ့ဝေဖန်မှုတွေကိုပို့ပြီးအသေးစိတ်ကြည့်ကြအောင် စီမင်းစကမရေရာမှုကတော့ခရစ်ပတိုအားလုံးတဲ့စင်ခေါ်မှုဖြစ်နေတာပဲ။ like ခွင့်ရတဲ့ရောတည်တံပါလိမ့်ရှိမလဲ။ခုနပြောတဲ့ MWB ကြောင့်ပေါ်ပြီးဆိုးလာနိုင်သလား။ MWB ကိစ္စကတော့ဟုတ်ပါတယ်ရှင့် privacy ကောင်းသွားပေမဲ့အစောကပြောခဲ့သလိုစီမင်းစကဘက်ကဖိအားတွေတိုးလာနိုင်ခြေရှိတယ်။တန်ဂိုရီးယားက exchange တချို့ဆိုရင် MWB feature ပါလာလို့ဆိုပြီး like coin ကို delist လုပ်ခဲ့တာမျိုးတောင်ရှိခဲ့ဘူးလေလေဟုတ် delist လုပ်ခံရတာရှိခဲ့ဟုတ်ကဲ့ ဒါက light coin ရဲ့အဓိကအတော့ဝင်မှုဖြစ်တဲ့မပီချင်းမှုကိုရဖြစ်ရက်တည်နေမှုကိုတိုက်ရိုက်ထိခိုက်စေနိုင်တာပို့။နောက်ပြီးတခြား crypto တွေလိုပဲနိုင်ငံ light စီးမြင်တွေ꿰ပြားနေတာကကမ္ဘာလုံးဆိုင်ရာမှာလုပ်ငန်းလက်ပတ်နေတဲ့လုပ်ငန်းတွေအတွက် light coin ကိုလက်ခံသုံးစွဲဖို့အခက်အခဲဖြစ်စေတုံးပါပဲ။နီးပညာပေါင်းစည်းမှု integration အခက်အခဲကောဗျာ။ Bandy လက်ရှိငွေပေးချင်းမှုစက်နေတဲ့နဲ့ချိတ်ဆက်ဖို့ဘာတွေကအဓိကအခက်အခဲဖြစ်နေတာလဲ။ အဓိကတော့ interoperability လို့ခေါ်တဲ့အတူတကွအလုံးလုံးနိုင်စွာမရှိရင်လက်ရှိဘန်ဒါရေးအဖွဲ့အစည်းတွေရဲ့စနစ်အများစုက blockchain နဲ့တိုက်ရိုက်ချိတ်ဆက်နိုင်အောင်တည်ဆောက်ထားတာမဟုတ်ဘူးလေဟုတ်တယ်သူတို့ system တွေက legacy တွေများတယ်ဟုတ်ကဲ့ဒါကြောင့်ကြားခံနည်းပညာတွေ API တွေလိုအပ်လာတဲ့ဒီလိုပေါင်းစည်းဖို့လှုပ်ဆောင်တာကနည်းပညာကျွမ်းကျင်မှုလိုအပ်တယ်လို့ကုန်ကြစိတ်လည်းများနိုင်ပါတယ်နောက်ပြီးလုံခြုံရေးစံနှုန်းတွေ data ကာကွယ်ရေးစီးမင်းနေနဲ့ကန့်ညီလောက်လုပ်ဆောင်ရတယ်လည်းရှိတာပေါ့ smart contract လုံခြုံရေးစိုးရိမ်မှုတွေကတော့ litecoin အတွေ့ဘလောက်အရေးပါလဲသူက smart contract platform အဓိကမဟုတ်ဘူးဆိုပေမဲ့ litecoin ကိုရင်ကအဓိက smart contract platform မဟုတ်တာမှန်ပါတယ်ရှင်ဒါပေမဲ့ omni lite လို layer 2 protocol တွေပေါ်မှာတည်ဆောက်ထားတဲ့ application တွေရှိလာနိုင်တယ်လေအဲ့ဒီခါကျရင်တော့ smart contract လုံခြုံရေးကအရင်အရေးကြီးလာမှာပါ ဟုတ်ကဲ့အရင်အမြင့်မှာဖော်ပြထားသလိုပဲ access control အားနဲ့ချက်တီး contract တွေက logic အမားတွေကငွေကြေးဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်ဒါကြောင့် litecoin ecosystem ထဲမှာ smart contract တွေတုံးလာကြမယ်ဆိုရင်ခိုင်မာတဲ့ security audit တွေလုပ်ဖို့ best practice တွေကိုလိုက်နာဖို့ကအလွန်ပဲအရေးကြီးပါလေမရှင်နောက်ဆုံးတစ်ခုကတော့ institutional adoption ပေါ့ ETF အတီးဖြူချာရနိုင်ရှိရှိတယ်လို့တုံးတဲ့ချက်တွေရှိနေပေမဲ့တစ်ဖက်မှာလည်းအဖွဲ့အစည်းကြီးတွေက litecoin ကို ခက်နောက်ကြတဲ့ငွေပေးချေမှုအခြေခံအဆောက်အအုံလို့မြင်နေကြတယ်ဆိုတဲ့အချက်ကဘလို့ထိမနိုင်မလဲဗျာဒါ likewise အခုရင်ဆိုင်နေရတဲ့အဓိက perception ပြဿနာတစ်ခုလို့ပြောလို့ရပါတယ်ရှင်ဘလို့လဲဆိုတော့ bitcoin က digital ရွှေဖြစ်တန်ဖိုးတူလောင်မှုမှာသူနေရတဲ့သူခိုင်မာသွားတယ် ethereum က smart contract နဲ့ dapp တွေမှာဥဆောင်နေတယ်အသက်ပေါ်လာတဲ့ blockchain တွေကပုံမြန်တဲ့ post scalable ဖြစ်တယ်လို့ကြွေးကြော်နေကြတယ် ။ဟုတ်တယ်။သူတို့မြန်တဲ့ Facebook နဲ့တဲ့ဟာတွေအများကြီးထွက်လာပြီ။ဟုတ်ကဲ့။ဒီကြားထဲမှာလိုက်ခွင့်ရပုံမြန်ပုံသက်တာတဲ့ငွေပေးချေမှုဆိုတဲ့ narrative ကနည်းနည်းမင်းမှန်နေတလို့ဖြစ်နေတယ်ရှင်။ micro transaction ကလွယ်ရင်တခြားတိကျတဲ့ဆွေးဆောင်မှုရှိတဲ့အသုံးဝင်မှုနဲ့တဲ့လို့ရှုမြန်ခင်ရတာကအဖွဲ့အစည်းကြီးရဲ့ယင်းနိမ့်မြုပ်နှမှုဆုံးဖြတ်ချက်ဒီအပေါ်မှာတက်ရောက်မှုရှိနိုင်ပါတယ်။ XRP လိုမျိုး ਨੇ ဇက်ဖြတ်ကျော်ငွေလွဲလို့ညံနေမှာတိကျတဲ့ niche တစ်ခုကိုထိုးဖောက်နိုင်ခဲ့တာ ਨੇ ယင်ရဲ့ လိုက်ခွင့်အတွက်ဒီလိုခိုင်မာတဲ့ institutional narrative တခုတိဆောက်ဖို့ကစိန်ခေါ်မှုဖြစ်နေရတော့အမှန်ပါပဲရှင်။ဟုတ်ကဲ့။ဒီနေ့နဲ့ဆွေးနွေးခဲ့တာတွေကို ပြန်ပြီးခြုံငုံကြည့်ရအောင်ဗျာ။ Litecoin ဟာ Bitcoin ရဲ့အားနည်းချက်ကို ဖြည့်ဆည်းဖို့ digital ငွေဆိုတဲ့ရည်ရွယ်ချက်နဲ့စတင်ခဲ့တယ်။ဟုတ်ကဲ့။ Script, Segwit, Lightning, MWEB လို့နည်းပညာတိုးတက်မှုတွေနဲ့အတူ မြန်ဆန်ပြီးကုန်ကျစရိတ်တက်တာတဲ့ငွေပေးချေမှုကွန်ရက်အဖြစ်ရည်တည်ဖို့စူးစမ်းခဲ့တယ်။သူ့မှာခိုင်မာတဲ့အတိုင်းအဝိုင်းလည်းရှိတယ်။ဒါပေမဲ့ဟုတ်ကဲ့ဒါပေမဲ့တဖတ်မှာလည်းစင်ခေါ်မှုတွေအများကြီးရှိနေတုံပဲရှင်။စီးမြင်စည်းကမ်းမရေရာမှု user adoption နဲ့ပါမှု ပြင်ဆိုင်မှုပြင်းထန်လာတာ MWEP လို့ဟာရီကြောင့်ဖြစ်လာနိုင်တဲ့နိပညာစိုးရိမ်မှုတွေနောက်ပြီး institutional adoption ရရှိရေလို့အခက်အခဲတွေပေါ့ ဟုတ်ကဲ့အနာကဇေနုံခံမှန်ချက်တွေကကောဘလို့ရှိလဲဗျာရမ်းမြစ်တွေမှာကြည့်ရတဲ့လော်တော့တော်တော်လေးကြွေးပြားနေပါတယ်ရှင့်တချို့ခံမှန်ချက်တွေကအရာအကောင်းမြင်တယ်2025မှာ170ကျော်2030မှာဆို1000ကျော်အထိဖြစ်နိုင်တယ်လို့ပြောကြတယ်တချို့ကတော့ပို့ပြီးစတိထားတဲ့ခံမှန်ချက်တွေပေးထားတာတွေ့ရပါတယ်อืมကွာခြားချက်ကတော်တော်များတာပဲဟုတ်ကဲ့ဒီခံမှန်ချက်တွေအားလုံးကတော့ရေးပြေဈေးခွက်အခြေအနေ လိုက်ကွန်ရဲ့နိဗိညာတိုးတက်မှု စီမီအစည်းကအပြောင်းလဲဒီပေါ်မှာအများကြီးမူတည်နေမှာပါပဲ2029ခုစက်တင်ဘာမှာလာမယ့်နောက်ထပ် Having Event ကတော့စောင့်ကြည့်ရမယ့်အချက်တစ်ချက်ပေါ့တမိုင်းရတော့ Having ကဈေးနှုန်းအပေါ်အပြူသဘောဆောင်တဲ့တယောက်မှုရှိခဲ့ဖူးတယ်လीဟုတ်တယ် Having ကအရေးပါမယ် ဒါပေမဲ့အဲ့ဒါတိုက်ထပ်ပေါ်အရေးကြီးတာက AI ပေါင်းစပ်မှုလို့ Deepens Decentralized Physical Infrastructure Networks တို့ Crypto လောကရဲ့အရန်အပြောင်းလဲမဲ့နေတဲ့ဇာတ်ကြောင်းအသက်သေးထဲမှာ Litecoin ကဘယ်လိုလဲလျောညီးထွေပြုပြီးမလဲသူရဲ့ relevance ကိုဘယ်လိုဆက်ထိနိုင်မလဲဆိုတာကအဓိကဖြစ်မယ်လို့ထင်ပါရဲ့ရှင်။ကောင်းပါပြီ။ဒီဆွေးနွေးမှုရဲ့အဆုံးမှာစဉ်းစားစရာလေးတစ်ခုထားခဲ့ကြပါရစေဗျာ။ Bitcoin ကိုပိုကောင်းအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့စတင်ခဲ့ပြီးငွေပေးချေမှုကိုအဓိကထားခဲ့တဲ့ Litecoin အတွက်အနာဂတ်မှာရရှိတည်ရမယ်တကယ့်နေရာ niche တစ်ခုရှိနေသေးရဲ့လား ဟုတ်ကဲ့ AI တို့ deepin တို့လုံနည်းပညာတက်တယ်ပို့ပြီးအထူးပြုတဲ့လုံကန်းဆောင်တာတွေအတွက် blockchain တွေအများကြီးပေါ်လာနေတဲ့ချိန်မှာသူ့ရဲ့သမိုင်းသူ့ရဲ့အတိုင်းဝိုင်းနဲ့လက်ရှိနည်းပညာတွေကသူ့ကို bitcoin ရော private တက်တည်ကြမှာပါဆက်လက်ရှင်ပြန်ရပ်တည်နိုင်မှုလုံလောက်ပါမလားဒါမှမဟုတ်ရင် digital ငွေဆိုတဲ့သူ့ရဲ့မူလအခန်းကဏ္ဍကိုပဲပို့ပြီးပြန်အသက်သွင်းနိုင်အောင်ကြိုးစားမလားဒါမှမဟုတ်လုံကလမ်းကြောင်းတက်တစ်ခုရှာဖွေဖို့ပို့ပြီးအခြေခံကြတဲ့တီထွန်းစမ်းသပ်မှုမျိုးလိုအပ်နေပြီလားဟုတ်ပါတယ်ဒီမေးခွန်းတွေက လိုက်ခွင့်ရရှေ့ဆက်ရမယ်ခရီးအတွက်ဖြေရှားရမယ်အရေးကြီးတဲ့အချက်တွေဖြစ်နေပါတယ်ဆိုတဲ့အကြောင်းတင်ပြရရင်လည်းဒီနေ့တည်းအဆုံးသတ်လိုက်ပါစေဗျာဟိုးဟိုးဟိုး